မြောက်တော်ကတရေကွင်း14ကွင်းကိစ္စကိုရှင်းလင်းရာကနေနိုင်ငံကျော်သွားတဲ့အမွန်ညီမနှစ်ယောက်ပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းဘီအန်အောင် page လေးကနေကြိုဆိုလိုက်ပါတယ်တီတော့တခွေမှာစုမထကတော့တရေကွင်း14ကွင်းကိုညင်းခုန်နေကြတဲ့ညီမနှစ်ယောက်ဖြစ်ပါတယ် မြောက်တော်မှာရလာခဲ့တဲ့တရေခွင်း14ခွင်းကိုအမွာတွေကတယောက်ကအေးဆန္နာကပေးလိုက်တာလို့ပြောပေမယ့်တယောက်ကတော့မယုံခဲ့ပါဘူးအေးဆန္နာကသူ့ငွေနဲ့သူဝယ်ထားတာဖြစ်ပြီးတရေခွင်း14ခွင်းကိုလည်းပေးမှာမဟုတ်တဲ့အကြောင်းညင်းနေခဲ့ကြတာရှိန်တဖက်ကလည်းအလျှော့မပေးဘဲဒီတရေခွင်းတွေကိုအေးဆန္နာရဲ့အမေကိုရိုင်းကရေတွက်ပေးလိုက်တာဖြစ်ကြောင်းပြန်ပြောပါတယ် ငင်းခုံရကနေနင်းလိုမိမဘယ်တော့မှမယုံရဘူးဆိုတဲ့စကားတွေပါထွက်ပေါ်လာခဲ့ပြီးတရေခွင်းစလီခွင်းကိစ္စကနမဲကျော်သွားပါတော့တယ်။အခုဆိုရင်တော့သူတို့ညီမနှစ်ယောက်ရဲ့ဗီဒီယိုကိုခင်မဝါတို့လိုနမဲကြီးတဲ့သူတွေကပါစော်ချတဲ့အထိအောင်မြင်နေတာရှင့်တရေခွင်းစလီခွင်းကကလေးတွေအတွက်တော့များပြားတဲ့ပမာဏဖြစ်လို့ဘယ်ကနေရလဲဆိုတာကိုအမွာတယောက်ကမယုံနိုင်ပါဘူး။ဗီဒီယိုထဲမှာစကားများနေကြတဲ့ညီမနှစ်ယောက်ကအမွာနှစ်ယောက်ဖြစ်ကြပြီးနမဲကတော့ရိုးမိမိအောင်နဲ့ရိုးမိမိဆိုးလို့ပဲဖြစ်ကြပါတယ်။ ကလေးအရွယ်လေးတွေဖြစ်တာကြောင့်သူတို့အတွက်တရေခွင်းတွေကလည်းတန်ဖိုးရှိတဲ့အရာတွေဖြစ်ပါတယ်။တရေခွင်းများများပိုင်ဆိုင်ထားတဲ့သူကသာဂုံရှိတာကြောင့်ဒီလောက်များပြားတဲ့တရေခွင်းတွေကိုများများရလာတာကတန်တရားဖြစ်စရာတော့ကောင်းနေတာပါ။အေးဆန္ဒကတော့သူတို့နှစ်ယောက်ရဲ့ဇလန်းထဲမှာသူကိုယ်တိုင်မပါဝင်ပေမဲ့နာမည်ကတော့အရန်ကြီးနေပါပြီရှင်။မွာရဲကတယောက်ကတော့သူပြောတာကိုမယုံလို့အေးဆန္ဒကိုလည်းတိုင်မှာဖြစ်တယ်လို့အေးဆန္ဒရဲ့အမေကိုပါတိုင်အောင်မှလည်းဖြစ်ပါတယ်။နမဲကျော်တော်ရဲ့အမွှာနှစ်ယောက်စကားများနေကြတဲ့ဗီဒီယိုကိုအတော်ဖြစ်သူကရိုက်ပြီးတင်ပေးလိုက်တာပါ သူတို့ညီမနှစ်ယောက်ကမကွေတိုင်းပေါင်းမြို့နယ်ထဲကရွာလေးတစ်ရွာမှာနေထိုင်ကြတဲ့ရှင်အေးဆန္နာကလည်းသစိမဟုတ်ပဲအမော်ညီမနှစ်ယောက်ရဲ့ညီအမဝန်ွယ်တော်ဆက်ပါတယ်။နင်းလဲနေ့စကားနဲ့ယုံနေငါလဲငါစကားကယုံနေဆိုတဲ့အမော်ညီမနှစ်ယောက်ကအသက်ငယ်သေးပေမဲ့လည်းစကားကတော့တတ်တယ်ရှင်။ တို့နှစ်ယောက်ရဲ့နောက်ထပ်ဗီဒီယိုလေးတွေကိုချီချင်းသူတွေရှိကြပေမဲ့တို့နေထိုင်တဲ့ရွာကတော့ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းကရတဲ့ချက်မရတဲ့ချက်ဖြစ်နေတာပါရွာမှာရိုက်ကူထားတဲ့ဗီဒီယိုကိုထိုင်းမှာနေထိုင်တဲ့အတော်ကိုပို့ပေးပြီးထိုင်းကအတော်ကတင်ပေးတာရှင် အမွန်ညီမနှစ်ယောက်ကချစ်စရာလေးကောင်းတဲ့အပြင်အညာလေးတန်းလေးယူလေးသိန်းနဲ့စကားကြွယ်နေလို့တရေဘေးတွေတောင်အထုတ်လိုက်ကြီးလက်ဆောင်ပေးချင်နေကြတာပါအမွန်ညီမနှစ်ယောက်ကတရေကွင်းပြဿနာကိုရအောင်ရှင်းနေကြကအေးဆနာကိုလည်းတိုင်မောင်းအေးဆနာအမေကိုလည်းတိုင်မဲဆိုတဲ့အထိဖြစ်သွားပါတယ်။အမေကြီးကိုအားနာလို့ဆိုပြီးတဲ့ နောက်မှာတော့နောက်ထပ်အပိုင်းဆက်တွေမရှိတော့ဘဲပြီးဆုံးသွားခဲ့တာပါ ဒါပေမဲ့အားလုံးကတော့မြောက်တောမှာတည်ရခွင့်ဆလီခွင့်ပေးခဲ့တာတကယ်ဟုတ်ရဲ့လားဆိုတာကိုတေချာသိချင်နေကြပါသေးတယ်။သူတို့ရဲ့ဇလန်းမှာတနိုင်ငံလုံးကအေးဆန်တာတွေလည်းအငိမ့်မနေရတဲ့အဖြစ်အေးဆန်တာတွေရဲ့အမေရိကလည်းပေါင်းဝင်လာပါသေးတယ်ရှင်။ကလေးရွယ်သားရှိသေးတဲ့အမွှာညီမနှစ်ယောက်ကချစ်လေချစ်ကြသလိုတခါတရံမှာလည်းတည်ရခွင့်လူပြီးစကားများနေတတ်ပါသေးတယ်။တစ်တော့မှာသူတို့ရဲ့ပြဿနာကမပြီးသေးပေမဲ့ရွာမှာတော့ယိုမမီအောင်နဲ့ယိုမမီဆိုလိုညီမနှစ်ယောက်ကအဆင်ပြေသွားပြီးစာတင်နေကြပါပြီနော်။သူတို့ညီမနှစ်ယောက်တည်ရခွင့်ရှင်းတဲ့ပြဿနာကဒီလောက် ထိနမည်ကြီးသွားမယ်မထင်ထားလို့အမွာနှယောင်းနဲ့အေးဆန္ဒကအောင်မြင်နေပြီဖြစ်ပါတယ်။တချို့တွေကတော့နမည်ကြီးအောင်နှီးမျိုးစုံထုတ်သုံးရပေမဲ့အမွာညီမနှယောင်းနဲ့အေးဆန္ဒကတော့တရားခွင်ပြဿနာနဲ့တင်လူချစ်လူခင်ပေါနေပြီဖြစ်ပါတယ်။ကြီးစုသူတွေထဲမှာရောငငယ်တုန်းကအေးဆန္ဒတော့ညီအမလိုတရားခွင်ပြဿနာရှင်းခဲ့ဘူးရင်ခေါမမပြပြခဲ့အောင်နော်။အလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။